မင်္ဂလာပါခင်ဗျာ နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုကျွန်တော်အေဇက်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ထရန့်ဂျာဝင်မဲ့ထိုင်းကမ္ဘောဒီးယားငိမ့်ညံ့ရေးအချက်လေးချက်ကိုအခြေခံဖို့အနုတင်ကတောင်းဆိုခဲ့တဲ့အကြောင်းစပိန်နိုင်ငံကိုနေတိုးအဖွဲ့ကနေထုတ်ပယ်တင်တယ်လို့ထရန့်ကပြောကြားထားတဲ့ဂါဇာပြစ်ခတ်ရစဲရေးအတူပြုကြောင်းအစ္စရေးအစိုးရကြေညာခဲ့တဲ့အကြောင်းတွေကိုဖော်ပြပေးလိုက်ပါတယ် မာဆုံးအနေနဲ့ထရန့်ဂျားဝင်မဲ့ထိုင်းကမ်ဘောဒီးယားငိမ့်ညံရေးအချက်လေးချက်ကိုအခြေခံဖို့အနုတင်ကတောင်းဆိုခဲ့တဲ့အကြောင်းကိုဖော်ပြပြလိုက်ပါတယ်။ထိုင်းကမ်ဘောဒီးယားငိမ့်ညံရေးကိစ္စမှာဂျားဝင်ဆောင်ရွက်ပေးလို့တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ကမ်းလှမ်းချက်ကိုထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီရာကူးကတုံ့ပြန်လိုက်တာပဲဖြစ်ပါတယ်။ကမ်ဘောဒီးယားဘက်ကအဓိကအချက်လေးချက်ကိုလိုက်နာမယ်ဆိုရင် ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ထိုးဖို့အသင့်ရှိတယ်လို့ဝန်ကြီးချုပ်နူတင်ကပြောဆိုထားပါတယ်အဲ့ဒီအချက်တွေကတော့ငင်းပွားနယ်ဆက်ဒေသတွေကနေကမ္ဘောဒီးယားတပ်တွေနဲ့လက်နက်ကြီးတွေအားလုံးရုပ်သိမ်းပေးဖို့ထိုင်းပိုင်နယ်ထဲကျူးကျော်အခြေချနေထိုင်သူတွေကိုဖယ်ရှားပေးဖို့ကမ္ဘောဒီးယားကငွေလိမ်ကြားဖြတ်လုပ်ငန်းတွေကိုထိတိယောက်ယောက်နှိမ့်နေနိုင်ဖို့နဲ့နယ်ဆက်တခြားမိုင်းရှင်းလင်းရေးမှာအပြည့်အဝပူးပေါင်းဆောင်ရွက်ပေးဖို့ပဲဖြစ်ပါတယ်ဒီကိစ္စတွေဟာထိုင်းနိုင်ငံနဲ့ပြည်သူတွေအတွက်လုံခြုံရေးအကြီးအကျယ်ချိန်ချောင်းနေတာကြောင့် အခုလိုတောင်းဆိုရတာဖြစ်တယ်လို့ဝန်ကြီးချုပ်ကပြောဆိုထားပါတယ်သမရထရန့်ကိုလည်းဒီအချက်၄ချက်ကိုကမ္ဘောဒီးယားဘက်ကလိုက်နာမှသာဆွေးနွေးမှုတွေရှေ့ဆက်နိုင်မယ်ဆိုတော့ကိုအကြောင်းပြန်ကြားသွားမယ်လို့ထိုင်းဝန်ကြီးချုပ်နူတင်ကပြောဆိုထားပါဗျ။အော်တိုဘာလကုန်ပိုင်းမလေးရှားမှာအာဆီယံထိပ်သီးဆွေးနွေးပွဲကျင်းပတဲ့အချိန်ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲမှာသမရထရန့်ကသဘာဝပတိဖြင့်ဆောင်ရွက်ပေးလို့ကြောင်းကန့်လန့်ထားတာပဲဖြစ်ပါတယ်ခင်ဗျာ။ ับประชาชนของเองศาสนาพุทธเหมือนกันทำไมทำไมทำไมต้องทำอย่างนี้နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့နေတိုးမာမိတ်အဖွဲ့တွေကနေစပိန်နိုင်ငံကိုထုတ်ပယ်တင်တဲ့အကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုခဲ့တာကိုဖော်ပြပေးလိုက်ပါတယ်။ We're going to work together very closely with Finland and with NATO. We have a very good relationship. As you know, I requested that they pay 5%, not 2%. And most people thought that was uh, not going to happen. And it happened virtually unanimously. We had one laggard. It was Spain. Spain. You have to call them and find why are they a laggard. And they're doing well, too. You know, the funny thing, because of a lot of the things we've done, they're doing fine. They have no excuse not to do this, but that's all right. maybe you should throw them out of nato frankly အနောက်ဥရောပနိုင်ငံတွေကြားစီးရဲအုံစိတ်တုံးမြင့်မှုနဲ့ပတ်သက်ပြီးစပိန်နိုင်ငံသဘောမတူတဲ့အပေါ် Trump ကမာမေးအဖွဲ့ကနေထုတ်ပယ်ဖို့အကြံပြုခဲ့တာပဲဖြစ်ပါတယ်။နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာဇွန်လကစပြီးပြည်ရင်းထုတ်ကုန်တွေရဲ့900ခန်းတို့ကိုစီးရဲအုံစိတ်အဖြစ်တုံးဖို့သဘောတူခဲ့တာပဲဖြစ်ပါတယ်။ American ရဲ့လုံခြုံရေးအထောက်ပံ့ရထားတဲ့နေတိုးအဖွဲ့ကို Trump ကဥရောပနိုင်ငံတွေအနေနဲ့ကိုပိုင်းကာကွယ်ရေးစနစ်အတွက်ငွေပို့တုံးဖို့ Trump ကဆန္ဒရှိနေတာပဲဖြစ်ပါတယ်။ ဒါပေမဲ့စပိန်ဝင်ကြီးချုပ်ပီထရိုဆန်ချက်ကတော့900ခန်းလုံးစီးရီအသုံးစိအသုံးပြတာကသူတို့ပြည်သူတွေတသက်ချောင်ကြီးနဲ့သူတို့ရဲ့ကမ္ဘာအမြင်တွေနဲ့တားဇာတာမဖြစ်ဘူးလို့ပြောဆိုထားပါတယ်။ထရန်ဟာနေတိုးဖွဲ့ဝင်နိုင်ငံသစ်ဖြစ်တဲ့ဖင်လန်သမ္မတနဲ့အင်ဖြူရောမှာတွေ့ဆုံခြင်းဥရောပခေါင်းဆောင်တွေဟာမဟာမိတ်အဖွဲ့ပေါ်စပိန်နိုင်ငံရဲ့ယုံကြည်မှုပိုကောင်းလာအောင်ပြုလုပ်ဖို့လိုတယ်လို့ပြောဆိုထားပါတယ်။ဥရောပခေါင်းဆောင်တွေဟာစပိန်ကိုဆွေးနွေးမှုတွေစပြီးပြုလုပ်ဖို့လိုပါတယ်။ ကာကွယ်ရေးအသုံးစရိတ်ထည့်ဖို့နောက်ကျနေတာဘာကြောင့်လဲဆိုတာအဖြေရှာရမှာပါကာကွယ်ရေးအသုံးစရိတ်ထည့်ရတဲ့ပတ်သက်ပြီးစင်ကြေမရှိပါဘူးမထည့်နိုင်ဘူးဆိုရင်လည်းနေတိုးအဖွဲ့ကထုတ်ရမှာပါလို့ထရန့်ကဖင်လန်သမ္မတနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့တာပဲဖြစ်ပါတယ်စပိန်ဟာနေတိုးအဖွဲ့ကို1982ခုနှစ်မှာဝင်ရောက်ခဲ့တဲ့နိုင်ငံပဲဖြစ်ပါတယ်ယူကရိန်းကို2022ခုနှစ်ကစပြီးကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ရုရှားရဲ့စီးရေးပြင်ဆင်မှုတွေကြောင့် နေတိုးအဖွဲ့ဝင်32နိုင်ငံဟာမဟာမိတ်နိုင်ငံတွေစုပေါင်းပြီးကာကွယ်ရေးအတွက်အာရုံစိုက်လာတာပဲဖြစ်ပါတယ်။ရုရှားယူကရိန်းစစ်ပွဲဟာဒုတိယကမ္ဘာစစ်ပြီးဥရောပမှာလူသေဆုံးမှုအများဆုံးစစ်ပွဲပဲဖြစ်ပါတယ်ခင်ဗျာ။အော်ဒါတင်ဆက်ပေးမယ့်အကြောင်းကတော့ဂါဇာပြစ်ခတ်ရစဲရေးသဘောတူညီမှုကိုအစ္စရေးအစိုးရအဖွဲ့ကအတည်ပြုလိုက်တယ်လို့ကြေညာခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ We couldn't have achieved it without the extraordinary help of President Trump and his team, Steve Witkoff and Jared Kushner. They worked tirelessly with Ron and his team, our team. ကာဇာသဘောတူညီမှုပထမအဆင့်ဖြစ်အပြစ်ခတ်ရစရေးနဲ့တစားကန်ပြန်လည်ရေးတို့ကိုအစ္စရေးကအတီးပြုကြောင်းဝင်ကြီးချုပ်နေတန်ယာဟုရဲ့အစိုးရအဖွဲ့ကထုတ်ပြန်ထားပါတယ်။အဲ့ဒီသဘောတူညီချက်တွေထဲမှာဂါဇာမှာ35ရာခိုင်နှုန်းထိန်းချုပ်ထားတဲ့အစ္စရေးတပ်တွေတတ်မှတ်နေရာအထိပြန်ဆုတ်ခွာပေးရမှာဖြစ်ပြီး ဟာမတ်ကအသက်ရှင်ကျန်ရစ်တဲ့ဒဇာဂန်အယောက်20ကို82နှစ်အတွင်းပြန်လွှတ်ပေးရမှာပဲဖြစ်ပါတယ်။အစ္စရေးဘက်ကလည်းပါလက်စတိုင်းအကျဉ်းသား250နဲ့ဂါဇာမှာထိန်းသိမ်းထားတဲ့လူ1900ကိုပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။ဂါဇာမှာရှိတဲ့စစ်ဘေးရှောင်နှစ်သန်းကျော်ကိုစာနယ်ရိတ်ခါတွေ၊ဆေးဝါးတွေ၊လောင်စာတွေကူညီပေးဖို့ယာနဲ့ချီတဲ့ကွန်တင်ကားတွေနဲ့ထောက်ပံ့သွားမယ်လို့ကုလသမဂ္ဂကပြောဆိုထားတာတွေ့ရပါတယ်။အပြစ်ခတ်ရဲစဲရေးအတွက်သဘောတူညီချက်ဖြစ်ပြီး နေညာရေးအတွက်သဘောတူညီချက်ကိုဆွေးနွေးမှုတွေဆက်လက်ပြီးပြုလုပ်ရမှာပဲဖြစ်ပါတယ်။အီဂျစ်မှာကိုဇလယ်တွေကတဆင့်ဆွေးနွေးခဲ့ကြတဲ့၃ရက်တာဆွေးနွေးမှုပြီးဂျာဇာဘရင်းတွေကအပြစ်ခတ်ရဲစဲဖို့သဘောတူညီချက်ရခဲ့တာပဲဖြစ်ပါတယ်။အပြစ်ခတ်ရဲစဲရေးအတွက်ဂျောင်းဝင်ဆေးဆက်ပြီးတဲ့နိုင်ငံတွေဖြစ်အမေရိကန်၊အီဂျစ်၊ကာတာနဲ့တူရကီနိုင်ငံတို့ကဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။နှစ်နှစ်ကြာစစ်ပွဲကြောင့်ပါလက်စတိုင်း6,800ကျော်တေဆုံးခဲ့ပြီးစစ်ဘေးရှောင်ဥယျာဉ်တန်းတဲ့ချီလာကငွေဘေးနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ။အစ္စရေးတစားကန်တွေကိုလာမဲ့တနင်္လာနေ့နဲ့အင်္ဂါနေ့တို့မှာလွှတ်ပေးနိုင်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုထားပြီးတနင်္ဂနွေနေ့မှာပြုလုပ်မဲ့လက်မှတ်ထိုးပွဲအတွက်အရှိအလေပိုင်းကိုသွားမယ်လို့လည်းသူကပြောပါတယ်ခင်ဗျာ။အော်ဒါဒင်းဆက်ပေးမဲ့အကြောင်းကတော့ပီရူးအမျိုးသမီးသမရကိုလွှတ်တော်ကနေဖြုတ်ချလိုက်ပြီးသမရအစ်တင်မြောင်းလိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘာလူကြိုက်အ ਨੇ ဆုံးခေါင်းဆောင်တူဖြစ်တဲ့ပီရူးအမျိုးသမီးသမရဒီနာဘိုလူအာတေးကိုကိုကျင်တရားပြည်ရင်မှုဆွဲချက်နဲ့လွှတ်တော်ကတခဲနဲ့ဖြုတ်ချလိုက်တာပဲဖြစ်ပါတယ်။လွှတ်တော်မှာလာရောက်ရှင်းလင်းမှုစင့်ခေါ်ခဲ့ပေမဲ့ရောက်မလာခဲ့တာကြောင့်나이ပိုင်းအတွင်းမှာပဲဖြုတ်ချခဲ့တာဖြစ်ပြီးလွှတ်တော်ဥက္ကဋ္ဌဟိုဆေးဟာရီကိုသမရအသစ်ဖြစ်တင်မြောက်ခဲ့တာဖြစ်ပါတယ်။အသက်38နှစ်အရွယ်ဟာရီယာလက်ရှိကမ္ဘာခေါင်းဆောင်တွေထဲမှာ9ရောက်မြောက်အသက်ငယ်ဆုံးခေါင်းဆောင်လည်းဖြစ်လာပါတယ်။ ကွန်ဆာဗေးတစ်ဝါဒီဆိုမော့ပီရူးပါတီကဟာရီဟာဇူလိုင်လကမှလွှတ်တော်ဥက္ကလဖြစ်လာတာဖြစ်ပြီးပီရူးနိုင်ငံရဲ့၉နှစ်တွင်၇ရောင်းမြောက်သမ္မတအဖြစ်တင်မြောက်ခံရသူဖြစ်ပါတယ်။သမ္မတတဲ့ဟာရီဟာတိုင်းပြည်ရဲ့လုံခြုံရေးပြဿနာကိုအဓိကကင်တွယ်ပြီးရာဇဝတ်မှုတွေကိုစစ်ကြေညာရမယ်လို့ကတိပြုခဲ့တာတွေ့ရပါတယ်။တပ်63နှစ်အရွယ်ရှိဘူလူအာတဲ့ဟာအဂရိလိုက်စားမှုဆွဲချက်တွေဆန္ဒပြမှုတွေပေါ်ပြင်းပြထန်ထန်နှိမ်နင်းမှုတွေကြောင့်လူလူထောက်ခံမှု 2ကနေ400ခန်းလုံးပဲရှိခဲ့တယ်လို့စစ်တမ်းတွေကဖော်ပြထားပါတယ်။မကြေညာထားတဲ့ပိုင်ဆိုင်မှုတွေနဲ့ Rolex နာယီတွေအရှုပ်တော်ပုံကြောင့်ပုံနံပဲပြတ်ခဲ့ရသလိုဇူလိုင်လထဲမှာကိုကိုကိုလစာနှစ်စာတိုးပေးတဲ့ကိစ္စကလည်းဝေဖန်စရာဖြစ်ခဲ့ပါတယ်ခင်ဗျာ။ Inno Nacional del Perú နောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့2025ခုနှစ်အတွက်စာပေဆိုင်ရာနိုဘယ်ဆုကိုဟန်ဂေရီစာရေးဆရာကြီး လာရုခရစ်နာ ဟော့ကိုင်းကစခုရရှိခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်အသက်82နှစ်အရွယ်ခရစ်နာဟော့ကိုင်းဟာသူ့ရဲ့အတွေးခေါ်ပိုင်းဆိုင်ရာနဲ့စိတ်သက်ကြောက်လောက်စရာအခြေအနေတွေကိုသေရောလောင်ပြောင်းဖော်ကျူးထားတဲ့ဝိတုရေကြောင့်ထင်ရှားသူပဲဖြစ်ပါတယ်စီရင်တော်ဝင်အကယ်ဒမီကသူ့ရဲ့စာပေလက်ရာတွေဟာကဘာပြက်ကက်လို့အချင်းတွေကြားကနေအမှုပညာရဲ့စွမ်းအားကိုဖော်ကျူးနိုင်ခဲ့တယ်ဆိုပြီး ဂုံပြူချင်းမြင့်ခဲ့တာပဲဖြစ်ပါတယ်။သူရဲ့ထူးခြားတဲ့အရေးသားပုံစံကတော့အယမ်းရှည်တဲ့ဝါကြတကြောင်းနဲ့အတွေးအမြင်မျိုးမျိုးကိုပေါင်းဆက်ရေးသားနိုင်တာပဲဖြစ်ပါတယ်။သူရဲ့နာမည်ကြီးစာအုပ်တွေထဲကစာတန်တန်ကိုလိုလက်ရမျိုးတွေကလည်းရုပ်ရှင်ဖြင့်ပြန်လည်ရိုက်ကူးခဲ့ပြီးအောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။စာရေးဆရာခရတ်နာဟော့ကိုင်းဟာ2015ခုနှစ်တုန်းကလည်း Manbot International Prize လို့ဂုဏ်သတင်းကြီးတဲ့ဆုကိုရရှိခဲ့ဖို့သူဖြစ်ပါတယ်။ ်စာပေနိုဘယ်ဆုကို Swedish Academy ကချီးမြှင့်ခဲ့တာဖြစ်ပြီးအကြိမ်ရေ138ကြိမ်ချီးမြှင့်ရမှာစာရေးဆရာ122ဦးကရရှိခဲ့တာတွေ့ရပါတယ်။မနစ်တုန်းကတော့တောင်ကိုရီးယားစာရေးဆရာမဟန်ကန်းကစုခူးရရှိခဲ့တာဖြစ်ပါတယ်။အော်တိုဘာ10ရက်နေ့မှာနိုဘယ်ငြိမ်းချမ်းရေးဆုကိုကြေညာခဲ့ပြီးတနင်္လာနေ့မှာတော့စီးပွားရေးသိပ္ပံဆုကိုဆက်လက်ကြေညာသွားမှာဖြစ်ပါတယ်ခင်ဗျာ။ Okay. ောက်ထပ်တင်ဆက်ပေးမယ့်အကြောင်းကတော့ဖိလစ်ပိုင်နိုင်ငံမှာအင်အားပြင်းငလျင်ကြောင့်ထုတ်ပြန်ထားတဲ့ဆူနာမီသတိပေးချက်ကိုပြန်လည်ရုပ်သိမ်းခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမင်ဒါနာအိုကျွန်းကမ်းလွန်ပင်လယ်ပြင်မှာအင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ငလျင်လှုပ်ပြီးဖိလစ်ပိုင်အင်ဒိုနီးရှားနဲ့ ပါလာအူနိုင်ငံတွေအတွက်ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့အန္တရာယ်မရှိတော့တဲ့အတွက်သတိပေးချက်ကိုပြန်ရုပ်သိမ်းလိုက်ကြောင်းအာနာဘန်နီကကြေညာခဲ့တာဖြစ်ပါတယ်။ငလင်ရဲ့ပြင်းအားကိုတော့သတင်းအေဂျင်စီတွေက9.4ကနေ9.6တိရှိတယ်လို့ဖော်ပြမှုကွဲလက်ချက်တွေလည်းရှိနေတာတွေ့ရပါတယ်။ငလင်လှုပ်ပြီးချိန်မှာပစိဖိတ်ဆူနာမီသတိပေးစင်တာကဖိလစ်ပိုင်ကမ်းရိုးတန်းချုံမှာဆယ်ပေမြင့်ရှိတဲ့ဆူနာမီလှိုင်းတွေရက်ခတ်နိုင်တယ်လို့အစာပိုင်းမှာသတိပေးထားပြီး ကန်ယူလန်ဒေသကန်တွေဘေးလွတ်ရာကိုရွှေ့ပြောင်းဖို့တိုက်တွန်းခဲ့တာလည်းတွေ့ရပါတယ်။ဒါပေမဲ့ဖိလစ်ပိုင်ကမ်းခြေမြို့တန်တက်မှာတပေဝန်းကျင်လှိုင်းတွေပဲရိုက်ခတ်မှုရှိခဲ့ပါတယ်။အင်ဒိုနီးရှားမှာလည်းဆူလာဝေစီမြောက်ပိုင်းမှာ3.5ကနေ9စင်တီမီတာပဲရှိတဲ့အသေးစားဆူနာမီလှိုင်းတွေပဲရိုက်ခတ်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့်နိုင်ပိုင်းကြမှာပဲပစိဖိတ်ဆူနာမီ3ဘေးစင်တာကဆူနာမီအန်ရီမရှိတော့တဲ့အကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။ ဒီငလင်ကြောင့်လူအနည်းဆုံး2ဦးသေဆုံးပြီးအဆောက်အအုံပျက်စီးခဲ့တယ်လို့သိရပါတယ်။ငလင်ဘိုချက်ဒီစေးုံတရုံကလူနာ250ခန်းကိုဘေးလွယာကို ရွှေ့ပြောင်းပေးခဲ့ရပြီးကျောင်းသားတချို့ကိုလည်းစေးုံတင်ခဲ့ရပါတယ်ခင်ဗျာ။နောက်ဆုံးတင်ဆက်ပေးမယ့်အကြောင်းကတော့ငြိမ်းချမ်းရေးနိုဘယ်ဆုကိုဗီနီဇဲလာအမျိုးသမီးနိုင်ငံရေးသမားမာရီယာကိုရီနာမာချာဒိုကရရှိခဲ့တဲ့အကြောင်းပဲဖြစ်ပါတယ်။ The Norwegian Nobel Committee has decided to award the Nobel Peace Prize for 2025 to Maria Corina Machado. ဗင်နီဇယ်လားနိုင်ငံမှာဖြစ်ပေါင်း20ကျော်လွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲတဲ့တိုက်ပွဲဝင်ခဲ့တဲ့မာရီယာကိုရီနာမာချာဒိုကို2025ခုနှစ်အတွက်ငြိမ်းချမ်းရေးနိုဘယ်ဆုပေးခဲ့တာဖြစ်ပါတယ်။ပေါင်းစည်းမှုတွေရဲ့အဓိကပြယုဖြစ်မာချာဒိုကိုနိုဘယ်ဆုရွေးချယ်ရေးပွဲကသတ်မှတ်ခဲ့တာပါ။ ီမိုကရေစီအရေးလှုပ်ရှားသူတွေအတွက်အန္တရာယ်များတဲ့ဗင်နီဇွဲလားမှာမာချာရိုကလက်တင်အမေရိကရဲ့တတိရှိပြီးစံနမူနာ ထားရတဲ့သူဖြစ်တာကြောင့်နိုဘယ်ဆုရှင်ဖြစ်ရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။နိုဘယ်ဆုရွေးချယ်ရေးဥက္ကဋ္ဌကဗင်နီဇွဲလားအာဏာရှင်ကိုဝေဖန်ခဲ့တာလည်းတွေ့ရပါတယ်။ဗင်နီဇွဲလားမှာဥပဒေကို လွဲသွန်းစားလုပ်မှုတွေမီဒီယာတွေလွတ်လပ်စွာဖော်ပြခွင့်ဆုံးရှုံးမှုတွေဝေဖန်သူတွေကို ထောင်ချမှုတွေလူမှုကိုအာဏာရှင်လက်အောက်သွတ်သိမ်းမှုနဲ့ စေအုပ်ချုပ်ရေးပြုလုပ်ခဲ့တယ်လို့ဝေဖန်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါနိုင်ငံသားသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်အီဇတ်ပါ